အင်းနဲ့မာယာဆိုတာကျွန်မတွေ့ဟုတ်ကျွန်မလည်းအင်းနဲ့မာယာဆိုတော့ဘာယုံတော့တင်းနေဖြစ်မှာပဲနောက်ကမာယာလည်းမဖြစ်နိုင်ဘူးမဟုတ်ဘူးဆိုတဲ့ကောင်မလေးနဲ့မာယာဆိုတဲ့ကောင်မလေးပေါင်းရဲ့ blog လာပေါ့နော်ကျွန်မမျိုးစုံတွေ့ စာရေးဆရာမနှင်းမာယာဟာ2009ခုနှစ်ခရဲကစာပေလောကရဲကိုဝင်ရောက်လာတာဖြစ်ပြီးဒုတိယမြောက်စာအုပ်ထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့စာသင်ခန်းထဲကသရိုသမီးဆိုတဲ့ဒီစာအုပ်မှာတော့အမျိုးသမီးအကြောင်းအရာတွေကိုဦးစားပေးပြီးရေးသားထားတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကအမျိုးသမီးတွေပြင်နိုင်ငံတကာမှာရှိတဲ့အမျိုးသမီးတွေရဲ့အားသာချက်တွေအားနည်းချက်တွေရှိပြီးဒီထဲကမှမလုံခြုံတဲ့အကြောင်းအရာတွေကိုချပြခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ သူဟာအမျိုးသမီးဝါဒီတယောက်မဟုတ်ဘူးလို့စာအုပ်မိတ်ဆက်ပွဲမှာပြောခဲ့ပါဗျ။အတိတ်ကပေးချင်တာကအမျိုးသမီးတွေနဲ့ပတ်သက်ပြီးရဆိုဆိုင်ခွက်နေတာရဲ့ဟိုဘာမှမကြည့်မှမှမလဲပါတယ်။ဒါပေမဲ့အရင်ကဆွေးနွေးတဲ့ပွဲတွေကလည်းကျွန်တော်တို့အမျိုးသမီးတွေမှာကအားရတဲ့အားကျွန်တော်တို့ကတာကွင်းတင်ရဲကျွန်တော်တို့ကတော့တက်လို့ကောင်းမှပြောရတယ်။ဒါပေမဲ့ကျွန်မအမျိုးသမီးဝါဒီဆွေးနွေးဖို့ပြန်ဆက်လုပ်မှာအခုကျွန်တော်တို့ကဒီစာအုပ်ထဲမှာအရက်အမျိုးသမီးတယောက်ရဲ့အကြောင်းကိုရေးထားတဲ့ ဖိတ်ဆို့ထားသောနိုင်ရန်များ၏နောက်ွယ်နှိုက်ဆိုတဲ့ဆောင်းပါးကိုသူကြိုက်ဆုံးမဲ့လို့စာရေးဆရာမကပြောပါတယ်။နိုင်ငံသားမှနေတဲ့သူအတွက်နိုင်ငံတကာစာပေတွေလည်းရေးပြတယ်လို့တငယ်ချင်းတွေရဲ့အဖြစ်အပျက်လူမျိုးပေါင်းစုံရဲ့ဘဝတွေသူတို့ရဲ့ရိုးရာတွေကိုရေးဖြစ်တယ်လို့ဆိုပါတယ်။သိစုံထားတော့နိုင်ငံများရဲ့နိုင်ငံ့ကိုဆိုတာနေမာယာဆိုတဲ့အလောင်းကိုသိချင်ပါတယ်အမျိုးသမီးတွေရ သူကဟိုမှာတောင်းတက်တမတယောက်ကျွန်မကနင်းနေရေးဆိုတော့နင်းကိုကြိုက်တယ် သူကြီးဆိုတဲ့နာမည်လိုက်ကိုကြိတ်တယ်နင်းကအတော်အဲ့ဒီအချမ်းနင်းလာရင်နှိမ့်တက်ပြီးပြုတ်တာလေဆိုတော့သူကတော့စောက်အင်တာနက်ရှင်နဲ့နိုင်ငံတကာဆက်ပြီးနေတယ်ဒီမှာစောက်ချစ်သွားတာမျိုးတွေလူလာဖို့ပြပါလေအဲ့မှာငွေချင်းတွေရှိတယ်စောက်ကိုငွေချင်းတွေတင်ပြီးတော့အချိန်ကြာပါလေမျိုးပေါင်းစုံမှာခင်ပါလေစောက်ကိုစီးကလေးတိုင်းကျွန်တော်မောင်လေးတို့ရတယ်ကျွန်မလေးကိုပြောပါလေအဲ့တော့ရေးပြတ်ကျွန်တော်ပြောပါလေအဲ့ဒီလောက်ကကျွန်တော်ရဲ့စေတနာနဲ့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ ကလေးတွေနဲ့ပတ်သက်တဲ့အဲ့ဒီကျမကဒီအဲ့လိုတူရမြန်လေးတွေကိုပြောကြားဝင်ပါမယ်။ကောင်းကောင်းရွေးချယ်တာ။အမျိုးသမီးဝါရီကဆိုတာနောက်ဆောင်ပြည့်ပြချင်တာပါရှာ။ဆောင်မိတ်ဆက်ပွဲမှာတော့သူ့ရဲ့မိတ်ဆွေတငယ်ချင်းတွေဖြစ်တဲ့ဘလော့ဂါတွေစာရေးဆရာတွေက ဆောင်နဲ့ပတ်သက်ပြီးဝေဖန်အကြံပေးမှုတွေနဲ့အတူမူရီတာစကားတွေလည်းဆိုခဲ့ကြပါဗျ။